ကဲဒါကတော့ကားဝယ်ရန်ဆိုပြီးတော့စုထားတာပေါ့နော်ဒါပေမဲ့ကားကဝယ်ပြီးသွားပြီစုဘူးကလည်းကျွန်တော်တို့ဖြည့်တော့ထပ်ပြီးတော့ထည့်လို့ရတော့ကျွန်တော်ဒီစုဘူးဖောက်ပြီးတော့ iPhone 16 Pro Max ပွားဝယ်မယ်ဒါပေမဲ့ပတ်စံလောက်လားမလောက်လားကျွန်တော်ကြည့်လိုက် iPhone 16 Pro Max ကအခုငွေစင်းနဲ့ဆိုရင်ကျွန်တော်4000ကျော်တယ်နော်အိုင်ဘတ်၄000ဆိုလို့ဆိုလို့ချင်းမြန်မာငွေနဲ့ဆိုရင်သိန်း၅ပဲဆိုတော့ရှိပါတော့။အာဒီတဲ့ပတ်စံ iPhone တစ်လုံးလောက်ပြည်လားမပြည်လား။ကဲကြည့်လိုက်မယ်ဒီလိုပါတော့မ။ဟုတ်တယ်။ Quên không tên mình Cái gì đó là làm nhanh nhanh Nên về sự tờ chính Anh vô lại Bao trải lại đi ta Khi ta đủ lại đi ta Khi ta lại đi không Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn တို့ပြပါရင်ငါတို့ပိုးတယ်လို့မရတော့ဟာမိုင်းရလားဒီလားဒီလားလားဒီလားလားကင်မရာမအဒီနာလားလားဒီနာလားလားဒီနာလားဒီမှာယူရဆင်မပြေဘူး။ဘာမှစူရဟာလည်းဘယ်မှာပွန့်ပွန့်ပြလိုက်တယ်။အဲဒါကမှလည်းမမြင်အောင်စူးစူးပဲ။ပွင့်ချောင်းလည်းမတွေ့ရဘာလည်းမတွေ့ဘူး။ပွင့်တယ်ကိုယ်။အဲတခေါက်နန်းနေဘူး။ဖွင့်ပြီးပါပြီ။ပွင့်ပြီးပါပြီ။ကိုယ်စီလေးစူးပါမလား။အမ်ကျန်လိုက်လားပွင့်တယ်။ကဲဆောင်းရ။ 我 abei, cortex, 这边在泡沫，那边留恰他了。那边了，那边那个。那这样的话，不要站那里，别站那里吧。我没卖，一家哥哥在哪里吗？来嘛。对啊，你你你你。啊哈哈。

ไอโฟนตะลุงดาพิมพ์มาเส็จแล้เนาะไอโฟนตลอดาพมาเส็จแล้เนี่เท่านั้นเท่นนเท่านั้นนะครัเท่านั้นนะครัเท่านั้นนะครัเท่านั้น ีดีโอวีดีโอย้ายพวกตัวบ่เนาะ i p h o n ชอบ Pro Max นี่เราตัวป่ะอะล่ดีย่ามะล่ะเนี่ยเช็คได้เนาะโหอ่าะนะลงาหลงก็เนาะเนาะอะล่าดีย่าละนี่ได้าะล่ะดีย่าละเชีคได้เชีคได้เดี๋ยวมยร่ายอยู่มะล่ะเฟ่บุ๊กไปตามมาจ้ะอ้าวเฟซบุ๊ก လိုက်တာဒီမှာကိုကျွန်တော်တို့ဒါဆိုရင်1000 2000 3000 4000ဒါဆိုလို့ရှိရင်ကျွန်တော်တို့9000เนาะဒါဆို9000ရဲ့ကျွန်တော်ဒီမှာဘယ်လောက်လဲဆိုတော့1000 2000 3000 4000ပေါ့เนาะ9000 4000 နေတော့ရဲကျွန်တော်ဒီမှာထောင်ကျော်လောက်ရှိနေတယ်ဆိုလို့ရှိရင်ငါးတောင်းနဲ့ငါးတောင်းပေါ့နော်ငါးတောင်းခွဲငါးတောင်းခွဲရပါတယ်အဲ့တော့ iPhone 16 Pro မှာတစ်လုံးကတော့တောင်းရပါတယ်ခင်ဗျာเนาะဒီကောင်မတော်ရတယ်မှာငါးတောင်းခွဲဆိုရင်ကိုယ်ဘူးတိတောင်းဝဲဘူးဒီမှာရပါမယ်။ကလောင်ဝဲမယူပါနဲ့တော့။ကလောင်ဝဲဘူးကတော့တလုံးထက်ဝဲ ဟုတ်တယ်အဲ့ဒါအဲ့ဒါသူဗီဒီယိုရိုက်ဖို့လဲဆိုလို့သူ့ကိုပေးပို့အဲ့ဒါတော့ကျွန်တော်ဗီဒီယိုရိုက်ဖို့ပေါ့နော်အဲ့ကဲ iPhone 16တော့မှာကင်မရာကောင်းကောင်းလေးလေးဒါပြီးကျွန်တော်စုစုတလုံးကြီးကြီးလေးထပ်ဝယ်မယ်ကင်မရာမဝယ်ဘူးဒီဖုန်းနဲ့ရင်းတယ်အဲ့ဖုန်းနဲ့ပဲရိုက်မှာကင်မရာမဝယ်ဘူးလေအဲ့ဒါလုံးပါကင်မရာမွေးဖုန်းနဲ့ပဲ iPhone 16တက်ဝယ်မယ်။ကဲအဲ့ဒါဆိုလို့စင်ဒီပုံမှန်ပါလား။ဟောဒီအကျွေးစိတ်လေးနဲ့ iPhone 16ဘယ်လိုတက်ဝယ်မယ်ဆိုတာကြည့်ရအောင်။ကဲ let's go ။ Guys